ကဲတော်လွန်ပြည်သူအားလုံးပဲကျွန်တော်မနေ့ကပြောခဲ့တဲ့တင်းကောင်းကြီးကတက်ဆိုင်ရာတင်လိုက်ပါပြီ။ဒါလဲဆိုတော့ခင်ဦးမှာเนาะခင်ဦးမြို့မှာအင်အား180ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဂျားပြတ်တိုက်ခိုက်တဲ့ခါမှာအကြမ်းဖက်စစ်ကို80ဝန်းကျင်တိုက်ဆုံပြီးတော့အလောင်းများကြံရစ်ကစစ်ကြောင်းစုတ်ခွာထွက်ပြေးပြီးတော့လက်လက်29လက်ခဲယမ်းများတိုက်စီရရှိခဲ့ပါတယ်။ဒါသခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျားပြတ်တိုက်ခိုက်တဲ့ခါမှာ စစ်ကြောင်းတစ်ခုလုံးပြတ်ပြီးတော့ခွေးပြေးဝက်ပြေးပြေးရင်းနဲ့80ကြော်80ဝင်းကျင်တေဆုံးကလက်နက်29လက်ခဲရံများတင်းစီရရှိခဲ့တယ်လို့ပြည်သူ့ကော်မတီတပ်ဖွဲ့ခင်ဦးမြို့နယ်မှာတာဝန်ရှိသူတွေကပြောတယ်ဒါဖြစ်စဉ်ကတော့နိုဝင်ဘာလ23ရက်နေ့မိုးလမိုင်း7နာရီခန့်မှာခင်ဦးမြို့နယ်မုံလှကျွာအတွင်း၄ရက်ကြာယာယီတက်ဆွဲအထိုင်ချထားတဲ့အကြံဖက်စစ်တပ်တွေပြင်းထောင်ပြူစောတိရွာကိုအင်အား180ခန့်ဖြင့်ထွက်လာတဲ့အခါမှာဒေါ်လာရေးတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် လောင်းကတော့60နဲ့80ကြားလောက်ရှိမယ်။လေခွင်းထဲမှာအလောင်းတွေကြံနေခဲ့တာဆိုတော့အဲ့လောက်အဲ့ဒီလောက်ရှိမယ်လို့သိရပါတယ်။အခုထိလေတွေထဲကစင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းရသေးပါဘူးတဲ့။တိုက်ပွဲဖြစ်တဲ့နေရာမှာတွေမုံလှရွာတွေကိုပြန်ဆုတ်သွားတာလက်ရှိအခြေအနေရမုံလှရွာတွေမှာရှိနေသေးတယ်။လေချောင်းကနေပြီးတော့ဆူဆိုင်ဒရုန်းတစ်စီးနဲ့ဂျက်ဖိုင်တာတစ်စီးတိုက်ပွဲဖြစ်တဲ့နေရာလက်ချသွားလို့ခင်ဦးမြို့နယ်ကပြောပါတယ်တောင်ရှိသူက တို့တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှာအင်အားအများပြားတေဆုံးထားတာနော်စစ်ကြောင်တကြောင်လုံးတက်ပြတ်ပြီးရုပ်အလောင်းများကိုလည်းကောက်ယူခြင်းမရှိပဲကစင့်ကလေးယာမုံလှရွာတွေကိုစုခါထွက်ပြေးသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ထံမှငချင်းမီတက်လက်ပေါ့နော်အော်နောက်ပြီးတော့ MA1 တက်လက် MA3 MA2 တုံးလက် BA160 မမကွန်ပျူတာစိန်ပြောင်းတက်လက်ပေါ့ ် MA3 3လက် MA4 တက်လက် G3 လက်လက် MA S driver တက်လက် MA5 လက်နဲ့ဆက်ဆက်ခရင်ပစ္စည်းအစုံအများအပြားကိုလည်းတင်စီရရှိထားတယ်လို့ဆိုပါတယ်ဒါအကြက်ဖက်စစ်တဲ့စစ်ကြောင်းဒီကပ်မလူမျိုးတွေမှာဘူးနီးဘူးဟာ33နှစ်ခလာရ1တောလုံးကပ်မလူပြစောတိမြောက်ဖွဲ့စုဖွဲ့ထားခြင်းဖြစ်တယ်လို့ဆိုပါတယ်တိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘူခရိုင်အမှတ်3တည်ရင်ခင်ဦးမျိုးနဲ့ပါခဘတိုက်နယ်1235ပါခဘမြောင် ခင်ဦးမြို့နယ်ပလာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကဒါပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါအခုချိန်ဒီတော့နေမြေရှင်းလင်းရေးလုပ်တဲ့အခါမှာစစ်ခွေတေဆုံးစင်းကိုသိရပါတယ်။ဒီပြည်မှာစစ်ရေးဆက်လက်တင်းမနေတော့မယ်လို့စစ်တပ်တရင်မြစ်ကဆိုပါတယ်။